မီလီစက္ကန့်ဟုတ်အကြောင်းနာမည်လေးကိုတော့ mei second home လေးလို့ပေးထားပါရယ်ရှင်။ကလေးတွေရဲ့ဒုတိယအိမ်လေးပေါ့နော်။အဲ့တော့မမေတွေကအိမ်ကနေအိရာလေးကနေတချို့စီပို့လိုက်ရုံပဲ။ breakfast လဲကျွေးပေးတယ် lunch လဲကျွေးတယ် snack လဲပါတယ်။ half fruit စားရမယ့်အချိန်မျိုးလေးလဲပါတယ်ပေါ့နော်။ဆိုတော့သူကအော်မမေတွေဘာမှအိမ်ကနေဟိုတာဝန်တွေထပ်ပြီးပို့ပြီးမယူရအောင်ပေါ့လေ။အဲ့တော့ဒီထက်စီပို့လိုက်ရင် ် it's okay ဖြစ်ပြီးအားလုံးရပြီဆိုတဲ့ပုံစံမျိုးလေးတကယ်ပြုစုဆောက်ရှောက်ပေးထားတယ်လောက်ကင်ပေးထားတယ်ပေါ့နော်ဒီအခန်းလေးကတော့ teacher တွေရဲ့ nursery ခန်းလေးအတွက်အသုံးပြုပါတယ်ဒီနေရာလေးမှာပေါ့နော်ဒီအခန်းလေးကတော့ teacher တို့ infant လေးတွေရဲ့အခန်းပေါ့နော်6လကနေတနှစ်အရွယ် baby လေးတွေအတွက်နေဖို့အသီးသန့်အခန်းလေးလုပ်ပေးထားတာပါ damn 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 damn

ုတ်ကဲ့ဒီချေတို့ကြောင်းလေးကတော့တောင်းကလာပါမျိုးနဲ့အာဝရုဏငါးလမ်း73ရပ်ပတ်မှာတည်ရှိပါတယ်။အကြောင်းနာမည်လေးကတော့ May Second Home လို့ပေးထားပါရဲ့ရှင်။ကလေးတွေရဲ့ဒုတိယအိမ်လေးပေါ့နော်။ဟုတ်ကဲ့ပါရှင်။ ိကတော့ဒီချေတော့ကလေအခုခေတ်မှာကဟိုရုံးလုံးတစ်ဖက်နဲ့လုံးလုံးရတဲ့မိပါတွေပေါ့စူပါဘီဇီဖေဖေမေမေတွေများလာတာပေါ့လေနော်အဲ့တော့အဲ့ဒီဖေဖေမေမေတွေလုပ်ငန်းဝင်ဝင်တဲ့အချိန်မှာသူတို့ရဲ့ baby လေးတွေတာသမီလေးတွေကိုအိမ်မိပါအိမ်နဲ့မချသူတို့လေးတွေရဲ့ဒုတိယအိမ်အဖြစ်ဒီချေဦးစီမှာလုံးလုံးကျုံကျုံနေနေထွထွလေးနဲ့နေလို့ရတဲ့ပုံငယ်လေးအဖြစ်ဒီချေတို့ပုံဖော်နေပါတယ်ရှင်ဟုတ်ကဲ့ဒါကြောင့်လည်းမေဆက်ကန်ဟုံးလေးလို့ပြပြတာပါရှင်ဟုတ် ဒီချက်ဒီ education လောကရယ်ပေါ့နော် early time educator လောကရယ်ဝင်လာကတော့တချို့လူဆယ်စုနှစ်နီးပါးရှိပြီဒါပေမဲ့တချို့လူ covid ရဲ့ကာလတွေမှာတော့ကျောင်းတွေခဏရပ်နားလိုက်ရတယ်ပေါ့နော်တချို့ကလည်းဒီ early time educator ကိုပဲလှုပ်တက်တာဒီ ECCD ကိုပဲလှုပ်တက်တာဆိုတော့ကလေးတွေအတွက် homeschooling program လေးတွေကိုတချို့တွေဒီ covid ရဲ့ကာလမှာမိတ်ဆက်ခဲ့တယ်ပေါ့နော်အခုမှတချို့တို့ဒါပြန်ပြီးတော့ run ဖြစ်တာပေါ့လေတချို့ကျောင်းလေးကိုလေအဲ့တော့တချို့အခုဖွင့်လာတော့နှစ်နှစ်ခွဲဖြစ်ပါပြီရှင့်ဟုတ်ကဲ့အဲ့ဒါဆိုရင်တချို့ကျောင်းလေးကိုလေ့လာကြည့်ပါအောင်နော်ဟုတ်ကဲ့ Hello ဟုတ်ဒါကတော့တီချာတို့ကြောင်းအဆရာမလေးတွေပါဟုတ်ကဲ့ဒီအခန်းလေးကတော့တီချာတို့တွေက nursery ခန်းလေးအတွက်အသုံးပြုပါတယ်ဒီနေရာလေးမှာပေါ့နော်3 to 4 year အသက်အရွယ်ရှိတဲ့ကလေးလေးတွေအတွက်သင်ကြားလေးချင်းအကျိုးဆုံးဆောက်ရှောက်ပေးနေတဲ့နေရာလေးပါဒီခန်းလေးကတော့ဒါကတော့တသားမိမိလေးတွေတီချာစီကိုဆောက်ရောက်ချိန်ကနေအခုချိန်ကြီးရှိနေတဲ့ baby လေးတွေအတွက်တီချာတို့ရဲ့ဒီဟာသူတို့အတွက် family tree လေးလုပ်ပြီးထားတာပေါ့နော်ဒီချိန်ဟာ ဒီချေကတော့ဒီဘက်မှာကအသက်6လကနေ6နှစ်အထိဒီချေဦးစီမှာ join လို့ရပါတယ်။အဓိကကဒီချေစီမှာကလေးတွေရဲ့ဖွံ့ဖြိုးမှုအတွက်လေးကိုတနေ့တိုင်းဒီလီရိုတင်လေးမှန်မှန်ကန်ကန်လေးနဲ့ပြုစုဆောက်ရှောက်ပေးခြင်းလို့ပေါ့နော်ဒီချေလိုပါလေ။မနက်အိပ်ရထားခြင်းကနေဒီချေလိုညနေပြန်ခြင်းအထိပဲအာကလေးတွေကိုတနေ့တာလေးပုံမဟိုတည်တည်ချာချာလေးဖြတ်တန်းပေးနေရပေါ့နော်။အဲ့ထဲမှာမှမိမိတွေကယုံသွားတယ်ယုံကနေအတိုင်းလေးပဲဒီချေလိုအိပ်ရတွေကအတိုင်းလေးပဲပို့ယုံမယ်။ တချို့စီဒီဘက်ရောက်မှမနှက်စာစားမျက်နှာတက်သွားတိုက်တို့ရဲ့ daily routine လေးတွေစရတာပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့ဒီတဲ့စီကိုဆောက်ရောက်လာတော့ဘေဘီလေးတွေက စကားစာပြီးမပြောတတ်သေးတဲ့ရင်ငွေပိုက်အရွယ်လေးတွေနဲ့ရောက်လာတာပေါ့နော်အဲ့တော့တတိယဦးနဲ့တတိဖြတ်တန်းနေကြရင်းနဲ့စကားရေးစပြောတတ်ပြီးဆိုတဲ့အချိန်လေးကြတော့တို့အရင်ဆုံးခေါ်တာမေမေးရဲ့တတိယဦးလीဟုတ်ကဲ့ဟာ ွင်မျိုးမှုမှန်ကန်တာတွေမဟုတ်ဘူးနဲ့တနေ့တာ ਉਹ လေဟိုတနေ့မှာစီးပန်းနဲ့ချိန်သွားလဲဝင်းရောကောင်းရဲ့လားဝင်းလေးရောအနံ့လေးရောပုံမှန်ရောဖြစ်နေရဲ့လားအစာရောကောင်းကောင်းစားရဲ့လားပေါ့နော်မိဘတွေကို information ပြန်ပေးဖို့ကြောက်လဲတီချေတို့က detail လေးပြန်ပြောပြရတာပေါ့နော်ဘလိုလေးတွေဖြစ်တယ်မိဘရဲ့ကိုစားစောက်ရှောက်ပေးရတာဖြစ်တဲ့အတွက်တီချေတို့ကအသေးစိတ်လေးတွေပြုစုစောက်ရှောက်ရတယ်ပေါ့နော်အဲ့တော့သူတို့ ਨੇ နေ့စဉ်ထိတွေ့နေရတဲ့ခံစားချက်ကလေဟိုတီချေတို့မှာ ပိတ်ရလို့ဆိုရင်လေသူတို့အကြောင်းလေးတွေပဲပြောပြနေရတခါတလေဆိုကိုညာအိပ်ပြီဆိုရင်တော့မှမေးရေးမေးရေးလို့အော်တန်လေးခေါ်တန်လေးကိုကြားနေရတာမျိုးပေါ့နော်ဆိုတော့အဲ့ထဲမှာမှကိုရင်ခွင်ပိုင်လေးကပြုစုဆောက်ရှောက်လာတယ်သူတို့လေးတဖြည်းဖြည်းတစ်စင်ကြီးတွေတက်မြောက်သွားတာလေးကြည့်ပြီးတော့ဒါကတော့တကယ်လို့ကပြောစရာတွေမကုံအောင်နဲ့ဝမ်းသာပီတိတွေဖြစ်ရတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒီဟာလေးကတော့တီချာတို့ရဲ့ဒါနတ်စရီကန်လေးပါဒီနေ့လေးမှာတော့အာတီချာတို့ကလေးတွေရဲ့ကစားခြင်းနဲ့သင်ယူတဲ့ပုံစံလေးကိုတီချာတို့ဒီနေ့ workshop လေး parenting workshop လေးရှိရောတလိုက်လေးဒီအခန်းလေးကိုပြင်ဆင်ထားတာပေါ့နော်ဟုတ်ကဲ့အပေါ်တယ်လေးတွေမှာလည်းတချို့တခြားအခန်းလေးရှိပါတယ်လိုက်ကြည့်ပေးပါဦးရှင်ဒီနေရာလေးကတော့ဒီချဲတို့က play group လေးပေါ့နော် toddler group လေးတွေအတွက်ဒီချဲတို့ပြုစုဆောက်ရှောက်ပေးနေတဲ့နေရာလေးပါအဲ့တော့တို့တွေအတွက်မျိုးစုံသောဒီချဲတို့တွေအဲတိမှုဆိုင်ရာလေးတွေဖွံ့ဖြိုးဖို့အတွက်ဒါကတော့တင် जा ရေး corner လေးတွေပေါ့နော် တနေ့ကုန်လုံးထားလို့ရမယ်မမေကလည်းအလောက်ရှိတော့9နာရီထိလောက်ထားနိုင်တဲ့ကြောင်းစွာလဲတော်တော်ရှာမတွေ့နိုင်ဘူးပေါ့နော်အဲ့ဒီရဲ့အချက်ကိုလည်းကိုကသဘောကျလို့ရွေးတယ် Viber group မာကြီးလည်းပို့ပေးတယ်အခြေအနေကိုလည်းပို့ပေးရပေါ့နော်သူတို့ဘလို့အခြေအနေလေးစားနေရဆိုတာလဲတောက်လျှောက်ပို့ပေးရအတွက်ကြောင့်မို့ယုံကြည်စိတ်ချပြီးတော့ အဲထားသွားဖြစ်တာပေါ့နော်သမီးလေးကိုနှစ်နှစ်နဲ့လေးလမှထားလာပေါ့နော်အခုဆို၃နှစ်နဲ့တလားဆိုတော့အဲ၉လဝန်းကျင်လောက်ရှိပါသေးရှင်အဲဒီဟာလေးကတော့တကယ်လို့ဒါအဲတင်ကြရေးသူတို့ရဲ့အားလေး literacy math ပေါ့နော်အဲဆိုတင်ချဆိုရင်လေဟိုရှေးဦးအဆမှာသူတို့စပြီးဖွင့်ပြပြီးသိရမယ်တင်ချတွေကိုအဲတကယ်လို့တင်းတဲ့သုံးလေးတွေ အော်ပြီးတော့စုံနေရမျိုးတွေမဟုတ်ပဲနဲ့ဒီလိုပုံစံမျိုးလေးတွေနဲ့တခြားလူလေးချင်းပြုစုဆောက်ရှောက်ပေးပါရရှင်ဒါကတော့တင်ကြားရေးကော်နာပစ္စည်းလေးတွေပေါ့နော်ဟုတ်အဲဒီနေရာလေးဆိုရင်လေတခြားလူကဘေဘီလေးရောက်လာရင်တကယ်ကိုသူတို့တွေထိတွေ့ကင်တွေ့ပြီးစော့ကစားလို့ရတဲ့ပုံစံမျိုးလေးတခြားလူဖန်တီးပေးထားရပေါ့နော်အဲ့တော့ကော်ပစ္စည်းတွေကြီးပဲသူတို့တွေထိတွေ့ကင်တွေ့နေရတာမျိုးမဟုတ်ဘဲနဲ့အရာဝတ္ထုမျိုးစုံပေါ့အထည်အတွေ့မျိုးစုံကင်တွေ့လို့ရအောင် တစ်သားနဲ့လှုပ်တာလေးတွေမြေနဲ့လှုပ်တဲ့အိုးလေးတွေလည်းရှိပါတယ်ဒီချက်စီမှာလေအာရိုးရမြေအိုးလေးတွေနဲ့လေဒါပေပီလေးတွေဆော့ကစားဖို့အတွက်လေးဒီချက်ကိုဖန်တီးပေးထားရပါတော့နော်အဲ့တော့ဒီနေရာရောက်တော့မှဒီချက်တို့က group light လေးတွေဆော့တက်အောင် social skill လေးတွေကောင်းအောင်သူတို့ရဲ့ communication လေးတွေပေါ့နော်အဲတော့မျှဝေတက်တာမျိုးလေးတွေတငယ်ချင်းတွေနဲ့အတူတူ teamwork လေးတွေနဲ့လုပ်တဲ့အောင်ဒီနေရာလေးကနေစတင်ပြီးတော့ဒီချေကလေးချစ်တင်ကြပေးရတာပေါ့နော် လိုအဖြစ်ွားလဲဆိုတော့လေတမီးလေးကငငယ်တော့ဟိုစကားပြောတာနောက်ကြရပေါ့နော်ဒီထက်ចောင်းလေးကိုတွေ့ရင်းနဲ့လှမ်းဆုံးဆန်းကြည့်ရဒီထက်အဲ့လိုငယ်တဲ့ကလေးကနေပြီးတော့၃နှစ်နေ၃နှစ်ဆိုတော့လာ join ဖြစ်တာပေါ့နော်ဒီထက်ဟိုចောင်းမှာထားတဲ့ပုံစံတွေပါတယ်ចောင်းကိုလေးလာပြီးတော့မှအဲဒီထက်ရဲ့ဒီចောင်းရဲ့ဖွဲ့စည်းပုံလေးပါလေးသဘောကျလို့လာအပ်ဖြစ်တာပေါ့နော်ထားပြီးပြီးတလားလာမှာပို့ပြီးတော့တည်တာလာပါတယ်ကြည့် နာနာလောက်မှာတော့စကားပြောတတ်လာပေါ့နော်အခုတစ်နှစ်လောက်မှာတော့အရန်ကိုတွားလာပြီပို့စင်းလုပ်ပြပါဒီနေရာလေးဆိုရင်လေဘီဘီလေးဒါအထီးတွေ့လေးတွေစပြီးကင်တွေ့ဖို့အတွက်ဒီချေလို sensory လေးတွေထိတွေ့ဖို့အတွက်နေရာလေးလုပ်ပေးထားတာပေါ့နော်အဲ့တော့ကျန်းတာလေးလည်းသိရမယ်ပျော့တာလေးတွေနူးညံ့တာလေးလည်းသိရမယ်မာတာလေးတွေကလည်းဘယ်လိုလဲဆိုတာမျိုးလေးတွေစမ်းသပ်ဖို့အတွက်သူတို့အတွက်ဒါ လုပ်ပေးထားတဲ့နေရာလေးပေါ့နော်။အောင်မကြည့်နေနော်။ဟုတ်ကဲ့။ဒီချက်ကိုယ်တိုင်ဖန်လီးထားတာလေးတွေဒါလေးတွေရာလေ။ဒီခန်းလေးကတော့ကလေးလေးတွေဒီချက်တို့နေတဲ့အနေခင်းမှာအနားယူဖို့အတွက်ဒီချက်တို့ပြင်ဆင်ထားတဲ့နေရာလေးတွေပေါ့နော်။အော်ဒီချက်နေရာလေးမှာတော့ဟိုဒီနေရာလေးမှာပဲဟိုကလေးတွေနဲ့ဆော့ကစားမယ်ဒီနားလေးပဲအိတ်ဒီနားလေးမှာပဲတင်ကြဒီနားလေးပဲဆော့ကြလို့မဟုတ်ပဲနေရာလေးတွေလည်းတန်တန်ပြပြလေးနဲ့တည်ထားလို့ပြထားရပေါ့ဒီချက်စီမှာကျတော့ နုနယ်တဲ့ကလေးလေးတွေများတဲ့အတွက်ကြောင့်မို့ဒီလိုကနေ့စဉ်တန်ရှေးလို့ရတယ်ပိုးတက်ရတယ်သူတို့ကင်တွေ့တဲ့ပစ္စည်းလေးတွေအားအမြဲတမ်းတိကျလို့ပိုးတက်ရတာဆေးရတာမျိုးတွေလို့ရတာပေါ့နော်ဆိုတော့ကြဲကြဲဝုန်းဝုန်းလေးတွေကလေးတွေကလမ်းလေးဆောက်ရှောက်တက်ပြီဆိုရဲကြဲကြဲဝုန်းဝုန်းနဲ့သွာလာရတာကိုသူတို့ကြိုက်တယ်လေဆိုတော့သူတို့အတွက်အဲ့လိုလေးတွေဖန်ပြီးပေးထားတာပါဒါကတော့ဒီချေတို့ဒီဇင်မာရောက်တော့မယ်ဆိုတော့ခရစ်စမတ်သင်းလေးတွေသူတို့ဒါကြိုတင်ပြီးတော့ကျောင်းထဲမှာမိတ်ဆက်ပေးတာပါခရစ်စမတ်ရဲ့အငွေသက်ကလေးတွေပေးထားတာပေါ့နော်ဒီချေတို့ဟာ ီအခန်းလေးကတော့တီချယ်တို့ infant လေးတွေရဲ့အခန်းပေါ့နော်6လကနေတနှစ်အရွယ် baby လေးတွေအတွက်နေဖို့အသီးသန့်အခန်းလေးလုပ်ပေးထားတာပါအဲ့တော့ဒီတနှစ်အရွယ် baby လေးတွေကျတော့ပြေးလွှာဆော့ကစားနေရေကိုကိုမမကြီးကြားဆိုရင်တို့ကနေရာလေးနည်းနည်းခတ်တယ်လေအဲ့တော့တို့အသီးသန့်လာအိတ်လို့ရရဲ့နေရာလေးအတန်လေးတိတ်တိတ်ဆိတ်ဆိတ်လုံးလုံးညုံဖြစ်တဲ့နေရာမျိုးလေးပေါ့နော်ပြီးရင်အဲ့ဒီအရွယ် baby လေးတွေကျတော့ဒီချယ်တို့ကဆော့ကစားရတဲ့ဖြစ်စည်းလေးတွေကျတော့လေတို့နဲ့တခုချင်းစီလေးတွေကအစဟိုပျော့တာလေးတွေမာတာလေးတွေသီးသန့်လေးတွေရွေးထားရတာပေါ့ ကိုကိုမမတွေစော်တာမျိုးတွေကိုသူတို့ లై ကိုက်နေလို့မရတော့လीအဲစော်ကစားစရာလေးဆိုတဲ့တီးတန့်လေးဒီချေလို့ဖန်တီးပေးထားရေပေါ့နော်ဒီနေရာလေးရတော့လीဟုတ်အဲ့တော့ဒီချေရဲ့ဒီနေရာလေးမှာတော့6လကနေ6နှစ်အထိမှာခလေးတွေဒီအခလေးတိုင်းက unit ဖြစ်တယ်ဒီနေရာလေးမှာ ပုံစံမတူဇယိုက်လက္ခဏာမတူတဲ့ခလေးတွေတစုတစည်းလေးတဲ့ဟာကြီးတာကိုလည်းမြင်ရမယ်ငယ်တာလေးတွေရဲ့လှုပ်ရှားမှုကဘယ်လိုလဲဆိုတာကိုမြင်တွေ့ရမယ်ပေါ့နော်ဒါလေးရတော့ဒီချေလို့ကျောင်းမှာရှိရေးပေးပေးလေးတွေ စာဖတ်ဖို့အတွက်တည်တဲ့နေရာလေးလုပ်ပေးထားတာပေါ့နော်ဟုတ်ကဲ့အမလေးပရင်ဆက်လေးတွေပါရောဟောဘလူးကလာလေးဘလူးကလာဘောလေးပါမှာလေဒီတဲ့ဝင်အောင်ထည့်ပေးရောဟဲ့ဖက်မိုက်တယ်ဟေးဟေးပင့်ကလာလေးရောအော်ဒါကတော့တိချက်ရဲ့ဝင်းမနာသားသမီးလေးတွေပါဒီနေ့ပွဲလေးမှာအလားဆုံးမင်းသမီးလေးလို့ပြင်ပြီးတိချက်နာကိုလာပြီးပွဲလေးကိုလာအားပေးကြတာတိချက်သမီးလေးတွေအားလေး တမီးလေးဆိုရင်ဒီချက်နာကိုအသက်လေးတစ်နှစ်နှစ်လနဲ့ရောက်တာအခုတော့နှစ်နှစ်ခွဲဖြစ်ပြီတမီးလေးရလေငငယ်တည်းကဒီချက်ရင်ခွင်ပိုက်စီရောက်တော့သူတို့တွေရဲ့မျက်နှာလေးတစ်ချက်ကြည့်တာနဲ့ဘာလို့ခြင်းနေတာဟောဗိုက်စာနေရလားရေတောက်ခြင်းနေရလားအချင်းချင်းမတဲ့တော့ဘူးလားဒီချက်အဲ့လိုလေးတွေအားစားသူတို့ရဲ့ပုံရိပ်လေးတွေကိုသိနေတာပါဗောနော်ဒီချက်ဒီအပေါ်လေးမှာတော့သူတို့တွေကိုဟိုရွှေပြောင်းလို့မရတဲ့ပစ္စည်းတွေနဲ့ တကယ်တီချဲကဒီရန်ကုန်မှာကျတော့လေမြေကြီးနေရာရှားတယ်လीเนาะအဆောက်ဦးတွေမှာလေမြေကြီးတွေထိတွေ့ဖို့အပင်အစစ်လေးတွေမြင်ရဖို့ကခဲရင်တာပေါ့လေအဲ့တော့ဒီအပေါ်လေးကိုတီချဲကတော့ခလေးတွေတက်လာရင်ဟိုတကယ်ဟိုတခြား bike လေးတစ်ခုပြောင်းအောင်လို့တီချဲကဓဏီလေးတွေမိုးထားတယ်အာဒီအားဆိုရင်လည်းအခုကမိုးရသည်ဆိုတော့ပေါ့เนาะတီချဲကဒါထရံလေးတွေနဲ့ပေါ့နောက်ပိုင်းဆိုရင်တော့တီချဲကိုတမျိုးပြောင်းရမှာပေါ့လေအဲ့တော့မိုးရသည်ကာလလေးမှာတော့ဒီပုံစံလေးတီချဲဝုန်းဝုန်းလေးမိုးရင်မစိုးဘဲနဲ့သူတို့ဆော့ကစားလို့ရမယ့်နေရာလေးအဖြစ်လုပ်ပေးထားတာပေါ့เนาะဟုတ်ကဲ့ ီချေတို့ဒီကြောင်းလေးကိုအံ့နာမယ်ဆိုရင်တော့ဒီချေတို့ကမန်သလီလိုက်လာအပ်လို့ရတယ်လာတိုင်းမှာဒီချေတို့ဟိုကြောင်းအပ်လက်ခံနေပေါ့နော်အဲ့တော့မေမေတွေကအိမ်ကနေအိယာတွေကနေဒီချေတို့စီပို့လိုက်ရုံပဲ breakfast လဲကျွေးပေးတယ် lunch လဲကျွေးတယ် snack လဲပါတယ် half fruit စားရမယ့်အချိန်မျိုးလေးလဲပါတယ်ပေါ့နော်ဆိုတော့သူကအမေမေတွေဘာမှအိမ်ကနေဟိုတာဝန်တွေထပ်ပြီးပို့ပြီးမယူရအောင်ပေါ့လေဆိုတော့ဒီချေစီပို့လိုက်ရင် is okay ဖြစ်ပြီးအားလုံးရပြီဆိုတဲ့ပုံစံမျိုးလေးတိကျပြုစုဆောက်ရှောက်ပေးထားတယ်လောက်ကင်ပေးထားတယ်ပေါ့နော်အဲ့တော့တိကျတို့ဒီပဲအကြောင်း Paisley အနေနဲ့ကတော့မီပလန်လေးပါပါဝင်အပီးစီးဆိုရင်တော့ဆက်လက်ရေးလေး၄သိန်းပါရှင်။အဲ့ထဲမှာမှအတူးချင်းစီရဲ့လိုအပ်ချက်လေးတွေအလိုက်ပေါ့နော်။အဲ့ဒါမျိုးလေးတွေရောတချို့က plan A plan B ဆိုပြီးတော့အစီအစဉ်လေးတွေတော့ရှိပါတယ်ရှင်။ဟုတ်ကဲ့။အဲ့တော့ဖေဖေမေမေတွေကရုံးလုံးတစ်ဖက်နဲ့မအားလက်ဘူး။အာဟိုကြောင်းပို့ဖို့အတွက်လည်းလူပဲမရှိနေဘူးဆိုရင်တီချေမေစီကိုပို့လိုက်ပါအဲ့တော့မနေ့အိယာထချင်ရတယ်ညနေအိယာရဲ့ပြောင်းဝင်ခြင်းဒီတီချေကအာအကောင့်တာဝန်ယူပေးပါတယ်ပေါ့နော်အဲ့ဆိုတော့တီချေနေရာလေးမှာစားချိန်အိတ်ချိန်တကွေးတန်ရှင်းချိန်လေးနဲ့ အာကလေးတွေရမထိခိုက်အောင်လေးတီချေလို့ပြုစုဆောက်ရှောက်နေရမဟုတ်ဘဲနဲ့သူတို့ရဲ့တနစ်တာရဲ့အသက်အရွယ်လိုက်ရဲ့ဖွံ့ဖြိုးမှုမှတ်တိုင်လေးတွေတေချာလေးတွေစိုက်ထုတ်ပေးနေတဲ့နေရာလေးဖြစ်တီချေလို့ဒီနေရာရဲ့ဝန်းလေးကိုပုံဖော်နေရပေါ့နော်အဲ့တော့ဖေဖေမေမေတို့လှုပ်တယ်မှာအားလက်ဖူးဆိုရင်တီချေမေရဲ့မေဆက်ကန်ဟုံးလေးကိုလာ join ဖို့လည်းဖိတ်ခေါ်ပါရရှင်ဟုတ်ကဲ့ 감